အဲ့တငယ်ချင်းတို့ဒီ comment ကိုချလိုက်တော့ပါပြောထားလဲအိမ်ထောင်တစ်ခုမှာတဲ့တနာစိတ်ကထိတ်ဆုံးကလို့ခံယူထားပုံပဲတဲ့ပူရှာကတော့ပြပြဆိုပါပြောသေးတယ်ဆိုပြောနေတာကလည်းတော်တော်တနာကြီးမဲ့ပုံဖဲတဲ့မလေးပူရှာကတနာစိတ်တနာစိတ်မြန်းများကြိုက်တာမြန်းများကြိုက်တာเนาะအာဒီညီမကเนาะ အဲ့လိုမျိုးကိုယောက်ျားကဒနာစိတ်ရှိလို့တခြားမိန်းမရှာသွားတယ်ထောက်ပြန်သွားတယ်ဒီလိုမျိုးတွေမခံရဖူးသေးလို့ဒီညီမကပူရှာကိုဒီလိုမျိုးပြောနေတာသူကမကြုံဖူးတဲ့လူမခံစားဖူးတဲ့လူဆိုဒီအရာကိုမသိဘူးเนาะနားလေပါလေလို့เนาะဒါပေမဲ့ပူရှာတော့အချစ်ရေးမှာပဲဖြစ်ဖြစ်เนาะအိမ်ထောင်ရေးမှာပဲဖြစ်ဖြစ်ဒီဒနာစိတ်ဆိုတာကအရင်အရေးကြီးတာဖြစ်ပါလေလို့လူဆိုတာဖြစ်လာတာနဲ့တွေးတားရှိတာနဲ့လူတိုင်းကဒနာစိတ်ရှိတယ်အဲ့ဒါကတဘာဝကြပါလေလို့ဒနာစိတ်မရှိတဲ့လူကပဲတဘာဝမကြတာဖြစ်ပါလေလို့เนาะအဲ့ကြောင့်မို့ဒီဒနာစိတ်ကချစ်လိုက်တဲ့ချို့လူတွေယောက်ျားတွေเนาะကိုမိန်းမ ကောင်းကောင်းကိုကျွေးနိုင်တဲ့အချိန်မှာနော်သူလိုတဲ့အချိန်မှာမကျွေးနိုင်တဲ့အချိန်မှာတခြားကျွေးနိုင်တဲ့မိမကိုရှာသွားတဲ့လူတွေရှိတယ်နော်တချို့ကကျွေးကကျွေးတယ်ဒါပေမဲ့ထိထိရောက်ရောက်ပျော်ရွှင်စွာအယတာဆုံဆုံတင်တယ်အယတာကောင်းကောင်းလေးမကျွေးနိုင်တဲ့အချိန်မှာအယတာကောင်းကောင်းလေးကျွေးနိုင်တဲ့မိမရှာသွားတဲ့လူတွေရှိတယ်နော်တချို့လူတွေရုပ်ကအရင်ချောတယ်ဒါပေမဲ့ယောက်ျားဖောက်ပြန်သွားတယ်အဲ့လိုမျိုးတွေရှိတယ်နော်တချို့တွေကျတော့ယောက်ျားနဲ့အနေဝေးလို့နော်မကျွေးနိုင်လို့လည်းမဟုတ်ဘူးမကောင်းလို့လည်းမဟုတ်ဘူးအနေဝေးလို့အနေဝေးတဲ့အချိန်မှာယောက်ျားတွေကတနာစိတ်ကိုမထိနိုင်ဘူးနော်အနေဝေးလို့တခြားမိမနဲ့ရိစားဖြစ်တယ်ဖြစ်တယ်နောက်ဆုံးကဖောက်ပြန်သွားတယ်အဲ့လိုမျိုးတွေနော်ခံစားဖူးတဲ့လူဆို ရင်တိတယ်အခုဒီရေးတဲ့ညီမလေးကမခံစားဘူးတိလို့ညီမနားမလဲတာဖြစ်ပါတယ်တော်နော်အရင်တုန်းကပူရှာကိုတိုင်နဲ့ဖြစ်ခဲ့တယ်ကျမစီမာတီတနာစိတ်မရှိလို့နော်အပြက်သွားခဲ့ရတဲ့อืมဒါလည်းပြက်သွားခဲ့ရတဲ့ဘာလို့ပြောမလဲအပြက်သွားခဲ့ရတဲ့ဘာလဲအရာပြက်သွားခဲ့ရတဲ့ဆက်ဆံရေးဆက်ဆံရေးနော်အရင်ကကျမရေးစားတယ်ထားခဲ့ဖူးတယ်နော်အဲ့လိုမျိုးအချိန်မှာ နော်ကျမကောင်းကောင်းမကျွေးနိုင်လို့ကျွေးနိုင်တဲ့မိမရှာသွားတယ်အဲ့လိုမျိုးနော်ရည်စားတယ်နဲ့အဲ့လိုမျိုးတွေဖြစ်ခဲ့တယ်အဲ့လိုမျိုးကြုံခဲ့ဘူးလို့ပူရှာကိုတိုင်ကြုံခဲ့လို့ကျမကဒီအရာတွေကိုနားလေတယ်နော်အဲ့ကြောင့်မို့အခုကအိမ်ထောင်လဲကြပြီးအိမ်ထောင်ကြပြီးကလေးလေးရှိပြီးဒီလိုမျိုးတွေပြန်မဖြစ်လာဖို့အတွက်ပူရှာတို့ကဖြစ်နိုင်တယ်လို့စူးစမ်းပြီးမှကိုယ့်ရဲ့အိမ်ထောင်ရေးကိုတည်မြင်အောင်စူးစမ်းရမှာဖြစ်ပါတယ်လို့နော်ပူရှာတို့ယောက်ျားနဲ့ဒီตาရတဲ့အိမ်ထောင်တော့ ဖြစ်ဖို့ဆိုရင်ဒီပစက်ပေါက်လဲအရေးကြီးတယ်လို့ဒီအောက်ကအပေါက်လဲအရေးကြီးတယ်ဒီအပေါက်နဲ့ပေါက်ကိုပုရှာတို့ကောင်းကောင်းလေးလှုပ်ထားမယ်ဆိုရင်တော့ပုရှာတို့ရဲ့အိမ်ထောင်ရေးကအာတာယာပျော်ရွှင်ဖို့အိမ်ထောင်ရေးကရခိုင်နှုန်းများပါတယ်လို့နော်ရခိုင်နှုန်းအပြည့်မပြောဘူးနော်ရခိုင်နှုန်းများပါတယ်လို့နော်ဒါပေမဲ့တကယ်တကယ်အိမ်ထောင်ရေးတည်မြဲဖို့ကကြတော့ ကျွန်တော်ဖျားနဲ့အတူတွားလာတတ်တဲ့အိမ်ထောင်ရေးဖျားရမယ်နော်။အာဒါပေမဲ့ဖျားကိုယုံကြည်တယ်ဆိုတဲ့လူတွေဓမ္မဆရာတွေနော်အတိအုပ်တွေကမှဖောက်ပြန်တာရှိသေးတယ်နော်။အဲ့မှကြည့်လိုက်ဖျားကိုမယုံကြည်တာမဟုတ်ဘူးယုံကြည်တယ်။ဒါပေမဲ့အဲ့တဲ့အပြစ်ကိုမလွန်ဆန်နိုင်တဲ့လူတွေဖောက်ပြန်သွားတဲ့လူတွေရှိသေးတယ်။အဲ့ကြောင့်မို့ကျွန်တော်အိမ်ထောင်ရေးတစ်ခုတည်မြေဖို့ကအရန်ကိုမှ ခက်ခဲတဲ့အရာဖြစ်ပါတယ်အဲကြောင့်ပူရှာလို့ဖြစ်နိုင်တည်းမြတ်နိုင်တည်းမြတ်နော်အိမ်ထောင်ရေးမကြိုးအော်မကြိုးတော့ဖြစ်ပါမယ်အိမ်ထောင်ရေးမပြိုခွဲအောင်ပူရှာလို့ကအကောင်းဆုံးထိတဲ့ရမှာဖြစ်ပါတယ်အဲကြောင့်မို့ပူရှာခုနပြောသွားတယ်လို့နော်မကြွေးနိုင်လို့အရသာရှိအောင်မကြွေးနိုင်လို့ဟုတ်ဘူးဆိုရောက်ကြတဲ့တောင်းတဲ့အချိန်မှာမပေးနိုင်လို့ပြိုခွဲသွားမယ့်အိမ်ထောင်မဖြစ်စေဖို့အတွက်ပူရှာကဒီလိုမျိုးပစ္စည်းကိုမိတ်ဆက်ပေးရတာချင်းဖြစ်ပါတယ်လို့နော်ဒီပစ္စည်းကပူရှာအများကြီးပြလို့မရဘူးဒီမှာကျလိုက်သူကကြတော့ဘာအတွက်ကောင်းလဲဆိုရင်ရောက်ကြတဲ့နေချေစိတ်လို့ ဟာမရှိတဲ့လူတွေအမရေကျမကလုံးဝကျမယောက်ျားနဲ့မနေချင်ဘူးယောက်ျားတွေတောင်းတိုင်းနဲ့မချွေးနိုင်ဘူးကျမယောက်ျားကအရန်နာဘူးတာပဲအချင်းပြစ်လုချင်နေတာပဲလို့ခံစားနေရတဲ့လူတွေလည်းနှစ်ယောက်ျားနာဘူးတာပေါ့ပေါ့နင်းဟာပဲမကောင်းလို့ဖြစ်ပါတယ်ကိုယ်အပြစ်ကိုခံယူပါလို့နော်ယောက်ျားစီမှာနာဘူးနဲ့ခံသူပဲရှိပါတယ်လို့နော်အဲ့ကြောင့်မို့ကိုယ်ကိုယ်တိုင်ကယောက်ျားကိုယ်ဆုံဆုံလင်းလင်းနော်ပျော်ပျော်ရွှင်ရွှင်ပေးနိုင်တဲ့မိန်းမဖြစ်ဖို့ဒါကိုတော့ဖို့လိုအပ်ပါတယ်လို့နော်ဘာဖြစ်လို့လိုအပ်လဲဆိုဒီဟာတောင်းလိုက်တာနဲ့ယောက်ျားနဲ့အရန်နေချင်တာတူတူတူကိုနေချင်တာနော်အဲ့ကြောင့်မို့ဒီပြဿနာကိုဖြေရှင်းနိုင်မယ်ပြီးပြီဆိုရင်ခုချာတော့တအိမ်ချင်းစီတာကတအိမ်လက်ချင်းမယ်ပြီးမြို့အထက်မှာ ဒီလိုမျိုးမြော့ယောက်ျားတရားကိုဒီလိုဒီလိုကစားပေးတဲ့မြော့လည်းထွက်လာမယ်တအိမ်ကိုလည်းအနှေးပေးစီတယ်ပြီးပြီဆိုရင်တအိမ်ထဲမှာအနာရဖြစ်နေရင်လည်းအနာရတော့ပျောက်ပြင်းစေနိုင်ပါတယ်ပြီးရင်ပိုလည်းတက်စေနိုင်ပါတယ်ဒီတအိမ်အာဒီဟာမြော့ထွက်စေဒီဟာတုံးလိုက်လို့လုံးဝဆိုးချိုးတွေလုံးဝမရှိစေရဘူးဒီဟာတုံးလိုက်ဟိုကဖြစ်သွားတယ်ကဘာမှဆိုးရင်ဆံလို့ဘူးကျမတို့ကုမ္ပဏီကလည်းအကောင့်တော့အာမခံထားပြီးသားလုံးဝဆိုးရင်ဆံလို့ဘူးဟောအဲ့ကြောင့်အကောင့်ဆုံးတခါတည်းနဲ့၄၅မျိုးအစုံပါတဲ့ဟာဖြစ်ပါတယ်အရင်တော့ဆိုပူချာတော့အဲ့တအိမ်ချင်းစေဆိုတတ်တတ်မြော့ပါတဲ့ဟာဆိုရင်တတ်တတ်တရားနှွေးဆိုရင်တတ်တတ်ယောက်ျားနေနေချင်လာတဲ့ဟာဆိုရင်တတ်တတ်ပုတ်တက်စေဆိုပုတ်တက်စေတတ် တက်အဲ့လိုမျိုးတက်တက်ရောက်တာအခုကအဆုံးပါပြီဒီထက်မှအဆုံးပါပြီမိမတိုင်းလုံအပ်တဲ့ဟာနော်ဘယ်ယောက်ျားကမြို့နဲ့လိုလိုလုပ်ပေးတာမကြိုက်တဲ့လူဘယ်သူမှမရှိဘူးဘယ်မိမကမှမချင်းချင်တဲ့လူဘယ်သူမှမရှိဘူးအဲကြောင့်မိမတိုင်းအတွက်လိုအပ်တဲ့ဟာဖြစ်ပါတယ်သူကကြတော့သူများဟာနဲ့မတူဘူးသူများကရိုးရိုးပဲချင်းတာနော်ခုချတော့ကချင်းနေချင်းမယ်မြို့လည်းထွက်မယ်တအိမ်လည်းနှွေးစင်မယ်ယောက်ျားနဲ့လည်းလုံးဝနေချင်းလာမယ်အရာကိုနေချင်းလာမယ်တစ်ခါပြင်းတစ်ခါတစ်ခါပြင်းတစ်ခါတောင်လိုချင်းလာမယ်နော် တကယ်ခုချ အပူအလိုမပြောဘူးတုံးကြည့်လိုက်တုံးကြည့်လိုက်တဲ့လူတိုင်းမှာစိုက်တဲ့လူတယောက်မှမရှိပါဘူးလို့နော်အဲအဲ့ကြောင့်မို့ तू ကကျတော့တလဆာပဲမဟုတ်ဘူးဒီဟာကျတော့နင်တို့ကြည့်တလဆာလို့ဒီမယ်တုံးလဆာဖြစ်ပါတယ်လို့နော်တုံးလဆာဒီတခုထက်တာနဲ့မြုပ်ရဲကြည့်ထွက်လာမယ်ယောက်ျားတွေကိုချုပ်န